ကြတဲ့နေရဲ့မြန်မာနိုင်ငံမှာပလုံကောင်းရင်ဇနီးနှစ်ယောက်ကိုပိုင်ဆိုင်ထားတဲ့ဥယျာဉ်မြင့်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်ပရိသတ်ကြီးတို့ရေဒီနေ့ခေတ်လိုအရာရာခက်ခဲပြီးတော့အစည်းအဝေးကြတဲ့နေရဲ့ချိန်မှာမိသားစုတစုကိုတောင်အနိုင်နိုင်ရုန်းကန်နေရပါတယ်လို့ညီးတွားနေကြတဲ့သူတွေအများကြီးပါဒါပေမဲ့ဒီလိုအခက်ခဲတွေကြားကနေပဲဇနီးနှစ်ယောက်သားသမီး9ယောက်ပါဝင်တဲ့မိသားစုကြီးတစ်ခုလုံးကိုတအိမ်ထဲမှာအတူတကွစုစည်းထားပြီးတော့တာယာပျော်ရွှင်တဲ့ဘဝတစ်ခုကိုတည်ဆောက်ထားနိုင်တဲ့လူတစ်ယောက်အကြောင်းကိုပြောပြခြင်းပါတယ် သူ့ကိုလူတွေကအထင်ကြီးလေးစားစွာနဲ့ဘရင်တဆူလို့တောင်မှတင်စားခေါ်ပေါ်နေကြပါပြီ။သူဟာငွေကြေးချမ်းသာတဲ့တတိထွေကျယ်တယောက်လား။ အာနာရှိတဲ့ပုံကိုတယောက်လားဆိုရင်တော့လုံးဝမဟုတ်ပါဘူး။သူကတော့နေစဉ်ရေတံဘူးကုန်ပလတ်စတစ်အပိုင်းအစတွေလိုက်လံကောက်ယူပြီးတော့ဘဝကိုရိုးသားစွာနဲ့ရုန်းကန်နေတဲ့အသက်55နှစ်အရွယ်ဦးရဲမြင့်ပဲဖြစ်ပါတယ်။ဟုတ်ပါတယ်ပြိသက်ကြီးတို့ကြားလိုက်တာမှမားပါဘူး။ဦးရဲမြင့်ရဲ့အဓိကအသက်မွေးဝမ်းကြောင်းဟာပလတ်စတစ်အဟောင်းတွေလိုက်ကောက်တဲ့အလုပ်ပေါ့။ဒါပေမဲ့သူရဲ့ဘဝမှာငွေနဲ့တိုင်းတာလို့မရတဲ့အဖိုးတန်ပိုင်ဆိုင်မှုတွေရှိနေပါတယ်။အဲ့ဒါတွေကတော့သူ့အပေါ်မှာနားလည်မှုအပြင်းနဲ့ချစ်ခင်ကြတဲ့ဇနီးနှစ်ယောက်နဲ့ သူရဲ့သွေးသားရင်သွေးရတနာခုနှစ်ယောက်ပါပဲ။သူရဲ့မိသားစုဖွဲ့စည်းပုံကလည်းစိတ်ဝင်စားစရာပါ။သူရဲ့ပထမဇနီးဟာသူနဲ့တက်သူရွှဲသူအသက်55နှစ်ရှိပြီးတော့သားသမီး၄ယောက်ထွန်းကားခဲ့ပါတယ်။ သူရဲ့ဒုတိယဇနီးကတော့သူထက်အသက်အများကြီးငယ်တဲ့35နှစ်အရွယ်ဖြစ်ပြီးတော့သားသမီး၃ယောက်ရရှိထားပါတယ်။ဒီမိသားစုကြီးတစ်ခုလုံးဟာအတူတူတအိမ်ထဲမှာနေထိုင်ကြပြီးတော့ပထမဇနီးကိုအိမ်အပေါ်ထက်ဒုတိယဇနီးကိုအိမ်အောက်ထက်မှာတည်တဲ့နေရာချထားပေးပါတယ်။အားလုံးကသားမိတွေလိုပါပဲမရေပြိုင်တွေဆိုရင် အချင်းချင်းမတဲကြပါဘူးပြဿနာတွေတက်ကြတယ်ဆိုတဲ့အတွေးတွေရှိပေမဲ့ဥယျာဉ်မြင့်ရဲ့မိသားစုမှာတော့ဒီလိုပြဿနာမျိုးလုံးဝမရှိခဲ့ကြပါဘူး သူရဲ့ဇနီးနှစ်ယောက်ကတယောက်ကိုတယောက်ပြိုင်ဘက်တွေလိုသဘောမချဘဲနဲ့အပြန်အလှန်ဖေးမကူညီရင်းနဲ့ မြေမာရင်တွေလိုချိတ်ခင်စွာနေထိုင်ကြတာကတော့တကယ်ကိုမယုံနိုင်စရာကောင်းလောက်အောင်အံ့ဩဖို့ကောင်းပါတယ်။ဒီလောက်များတဲ့မိသားစုအနေအတွက်ဥယျာဉ်မြင့်တစ်ယောက်တည်းကပလတ်စတစ်ကောက်ပြီးတော့ရှာဖွေကျွေးမွေးနေရကလည်းချီးကျူးစရာပါပဲ။သူရဲ့တနေ့တာအိမ်ရဲ့သုံးစရိတ်ကပြန်မြအောင်ဖြင့်3000ကျပ်ဝန်းကျင်ရှိတယ်လို့ဆိုပါတယ်။ဒီငွေပမာဏကိုရိုးသားတဲ့အလုံးနဲ့ရှာဖွေပြီးတော့မိသားစုတစ်ခုလုံးရဲ့ဝန်းရေးကိုဖြည့်ဆည်းပေးနေနိုင်တာဟာဥယျာဉ်မြင့်ရဲ့စူးစမ်းအထောက်အမှုနဲ့ကြီးမားတဲ့တာဝန်ယူစိတ်ကိုမိမောင်းထိုးပြနေပါတယ်။ဒီအကြောင်းနဲ့ပတ်သက်လို့ဥယျာဉ်မြင့်ကိုမေးကြည့်ရတဲ့အခါမှာ သူကကျွန်တော်ကတော့ကလေးတွေကိုပညာတတ်ကြီးတွေဖြစ်စေခြင်းနဲ့ကိုကတော့ဒီလိုပဲရရအလုပ်ကိုလုပ်ပြီးတော့သူတို့ရှင်ရဲ့အတွက်ပံ့ပိုးပေးရမှာပေါ့မိန်းမနှစ်ယောက်ကလည်းတစ်ခါမှအရင်ဖြစ်တယ်ဆိုတာမရှိဘူးညီမတွေလိုပဲနေကြတယ်ကလေးတွေကလည်းကျွန်တော်စကားကိုနားထောင်ကြတယ်ဒီမိသားစုလေးကိုဒီလိုအဆင်ပြေအောင်ဦးဆောင်နိုင်တာနဲ့ပဲကျွန်တော်ချိန်နဲ့နေပါပြီဆိုပြီးတော့ရိုးသားတဲ့ဇက်ကလုံးတွေနဲ့သူ့ရဲ့ခံယူချက်ကိုပြောပြခဲ့ပါတယ် ပရိသတ်ကြည့်လို့ရှင်ဥယျာဉ်မြင့်ရဲ့ဘဝဇာတ်ကြောင်းကကျမတို့ကိုတန်မိုးရှိရဲ့သင်ခန်းစာတစ်ခုပေးနေပါတယ်။အဲ့ဒါကတော့လောကမှာပျော်ရွှင်ခြင်းဆိုတာငွေကြေးဓနာပေါ်မှာပဲတခုတည်းတည်မီနေတာမဟုတ်ဘူးဆိုတာပါ။အိမ်တန်ဦးစီးတယောက်ရဲ့တာဝန်ကျေပွန်မှုဇနီးမယားတွေရဲ့နားလေခွင့်လွှတ်မှုနဲ့အပြန်လန်မြတ်တာတရားပြီးတော့မိသားစုဝင်တွေကြားကအစည်းလုံးညီညွတ်မှုတွေကသာတကယ်ကိုတန်ဖိုးမဖြစ်နိုင်တဲ့ပျော်ရွှင်ခြင်းအစစ်အမှန်ဆိုတာကိုဥယျာဉ်မြင့်ရဲ့ဘဝကသက်သေပြနေပါတယ်။ ပလတ်စတစ်ကောက်သမားတယောက်ဖြစ်ပေမဲ့သူ့ရဲ့ဘရင်တဆူလိုခံရတဲ့ဘဝဇနီးနှစ်ယောက်ကိုတဲမဲစွာဥဆောင်နိုင်စွမ်းနဲ့တာသမီးတွေပုံမှာထားတဲ့သူ့ရဲ့ကြီးမားတဲ့မြတ်တာတရားတွေကတော့တကယ့်ကိုလေးစားစရာပါပရိသတ်ကြီးတို့ရောဥယျမင်းရဲ့ဘဝပုံမှာဘလို့မြင်ပါသလဲသူ့ရဲ့ဘဝမှာဘယ်အချက်တွေကိုလေးစားဆုံးလဲဆိုတာမှတ်ချက်ပြီးခဲ့ပါအောင်နော်ကြီးစုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်